မေဂျာများလုံးမင်္ဂလာပါအခုပြင်သူနဲ့ပတ်သက်ပြီးတော့မှသတင်းတွေဟောနေတဲ့အပိုင်းနေရှေ့ပါနော်အဲ့ဒါပါလဲဆိုရင်အခုဒီအကြမဲ့တောင်းကျန်းသူတွေကဝင်ရောက်နေရတတ်ဆွဲထားတဲ့ဒုရီတာချောင်းနေမိတဲ့မှာဘိုးမျိုးသားတမရောပြင်နေအနေနဲ့ပြန်လဲပြီးတော့မှတိမ့်ပိုက်နိုင်ခဲ့တဲ့အပေါ်မှာတချို့မီဒီယာတချို့သတင်းဌာနတွေကလွယ်လွယ်မှားမှားတွေပေါ်ပြနေတာရှေ့ပါနော်အဲ့ဒီနေရာကဒီကြောင်ရွှေမျိုးနဲ့တောင်ပဲချန်ဆန်ကားကြအောင်စု အဲ့ဒီအပြင်ပင်လောင်းမြို့နယ်ဘိုးကိုပိုင်အောင်ချုပ်ရတဲ့ဒါပင်လောင်းမြို့နယ်လုံးပင်ကျအုပ်စုဆောင်းပြောင်းတို့နမ်နင်းတို့ပြီးရင်တောင်မဲတင်းတို့အဲ့ဒီဘက်ချာမှာရှိတဲ့နေမြေတွေပြီးရင်ကျွန်တော်စီဆိုင်မြို့နယ်ဒီနယ်နမိတ်ဧရိယာတွေအားလုံးကသူရိတာ6ဘိုးမြို့သားတတ်မတော်ပြီးရင်ဒီနေမြေထဲမှာဖြစ်ပါတယ်ဒီသူရိတာ6ပြန်ဦးနေမြေတဲ့ကို ကရင်မျိုးသားကောက်ကေးတက် KNDF တို့ပေါ့နော်ပြီးရင်လေ PDF ပူပေါင်းဖွဲ့တွေပေါ့သူတို့ကဝင်ရောက်ပြီးတော့မှနေရာတက်ဆွဲကျူးကျော်ဝင်ရောက်လာခဲ့တာဟို၃နှစ်ဒီပါလောက်ရှိသွားပြီ၃နှစ်ဒီပါလောက်ရှိသွားပြီအဲ့တော့သူတို့ဝင်လာခဲ့တာကဒီ2023တုန်းကလည်းဒီမတ်လတုန်းကဒီနမ်နိမ်ဘက်မှာဝင်ရောက်လာပြီးတော့မှအဲ့ဒီတုန်းကလည်းအကြီးအကျယ်သတင်းမီဒီယာတွေပေါ်မှာဖော်ပြခဲ့တဲ့အရာတွေကလွယ်လွယ်မမမတွေဖော်ပြခဲ့ကြတယ် အမှန်ကနေမီပိုင်ဆိုင်ထားတဲ့ဒီလှုပ်ရှားနေမီပေါ့နော်နိုင်ငံတော်ကနေတတ်မှတ်ပေးထားတဲ့အာဘိုးမျိုးသားတတ်မှတ်တော် BNE အာလှုပ်ရှားနေမီ သူတတ်မှတ်ထားပေးထားတာတွေရှိတယ်အဲ့တော့ဒီနေမီရှင်ကဟိုအကျူးကျော်လဲခံရတယ်ပြီးရင်အဲ့ဒီနေမီမှာရှိတဲ့ပြည်သူလူထုတွေကလည်းမြောက်များစွာတို့အခါရောက်ခဲ့ရတယ်ဒါပေမဲ့သတင်းမီဒီယာတွေမှာဖော်ပြတာကကျတော့နေမင်းရှင်ကမားနေတယ် အဲအဲ့လိုမျိုးဖော်ပြခံရတယ်နော်အာအဲ့ဒီတော့ငါဆိုလို့ချင်းတို့ဒီအာကျမ်းမဲ့တောင်းကျမ်းသူတွေဝင်ရောက်တိုက်ခိုက်ခဲ့တဲ့တရားတွေအများပြားရှိတယ်စီဆိုင်တို့ပြီးရင်ရောင်ရွှေပေပင်လောင်းဒီဒီကြောလုံးတို့တိုက်ခိုက်ခဲ့တယ်အဲ့ဒီတော့ငါဆိုသတိမီဒီယာတွေကသူတို့ဒီအကြမ်းဖက်တောင်းကျမ်းသူတွေနိုင်တဲ့အချိန်မှာသတင်းမီဒီယာတွေကဗာရေးလဲဆိုတော့အော်တော်လိုင်းရာစုတွေကဘလို့နိုင်သွားတယ် အဲပြီးရင်ဒီဟို PNO ကဘလောက်ကြာသွားတယ်ဂုံယူဝင့်ကြွားစွာနဲ့ရေးသားဖော်ပြခဲ့ကြတယ်နော်အဲ့တော့နေမီအကျူးကျော်ခံရတဲ့ဘက်ကကျတော့ရေးလို့မရဘူးလားဆိုရေးလို့ရတယ်ဒါပေမဲ့အဖြုတ်ချခံရတယ်ဘလို့မှဟိုရေးတင်လို့မရအောင်အဲ့တော့အခုဒီဇွန်လ9ရက်နေ့ဘာလို့ပြောမယ်ဆိုရင်မေလ26ရက်နေ့29ရက်နေ့မှာပြန်ဆပြီးတော့မှအဓိကတော့စောင်းမြောင်းတိုက်ပွဲကို ဒီ KNDF တွေလာရောက်ပြီးတော့မှတိုက်ပွဲဖော်ဆောင်ပြီးတဲ့နောက်မှာတော့ပိုးမျိုးသားတမတော် PND အနေနဲ့အကောင်းဆုံးပြန်လဲခုခံပြီးတိုက်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။အဲအနေစပြီးတော့မှငောင်ချွေဖက်မှာရောအာတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်။ပြီးရင်ဒီဇွန်လ9ရက်နေ့မှာကျတော့ဒီငောင်ချွေမြို့နယ်တောင်မဲ့ချမ်းအဓိကတော့သူဒေသ6နယ်မြေဧရိယာအာတကြောမှာဒီအကြမ်းတောင်ချမ်းသူတွေ၃နှစ်ကျော်ဝင်ရောက်ကျူးကျော် ပြီးတော့မှတတ်ဆွဲထားတဲ့ နေရတဲ့ကိုအကုန်လုံးပြန်ပြီးတော့နေမြေချင်းလေးကိစ္စကိုဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။အဲ့တော့အဲ့ဒီဒေသခံပြည်သူလူထုတွေကသူ့ရဲ့ရရွာဒေသမပြန်ရတာလည်းနာနေ၃နှစ်ရှိသွားပြီ။ဒါပေမဲ့သတိမိတရားတွေကတော့မဖော်ပြဘူးပေါ့လေ။အခုကဒီဘိုးမျိုးသားတပ်မတော် PNA နေမြေပြန်လည်းရရှိရေးပြီးရင်နေမြေလုံခြုံရေးပြီးရင်ဒေသခံပြည်သူလူထုတွေကကိုယ့်ရကိုယ့်ရကိုယ့်ဒေသကိုပြန်လာလို့ရအောင်ဆောင်ရွက်တဲ့အခါကျတော့မီဒီယာတွေကဘာတွေဖော်ပြလဲဆိုတော့ဟို ဒီကယန်းလူမျိုးကိုဘာလဲကယန်းလူမျိုးကိုအနိုင်ကျင့်စွာကားတာတို့ပြောမယ်ဆိုလူမျိုးပြฏิပက်ကဖြစ်အောင်တို့ကအဲရေးသားဖို့ပြဖန်တီးလောက်ကြံပြောဆိုနေတာရင်လဲတွေ့ရတယ်ဗောနော်တွေ့ရတယ်အခုကကျွန်တော်တို့သူတွေသားချောင်းနေမြင်ဒီတောင်ပို့ွယ်အထိဒါနိုင်ငံတော်နေတမပေးတာခဲ့တာရှိအဲ့တော့အဲ့ဒီနေရာအထိကျွန်တော်တို့ကဟိုဒီကြမဲ့တောင်းကျမ်းသူတွေကိုတိုက်ထုတ်ထားတာပဲဖြစ်တယ်အဲ့ဒီ တောင်မဲ့ချမ်းကကြံတဲ့ဒီဆောင်းနှန်းခဲတို့သူတို့ဖော်ပြထားတဲ့အဲလွယ်ပါတော်တို့ပြီးရင်အဲ့ဒီဘက်မှာကြေးရွာ15ရွာကစီပေးချောင်းဟိုနေရတယ်ပေါ့အသိန်းချောင်းနေရတယ်ဆိုပေမဲ့သူတို့ကပြောတယ်ဟုတ်ပြီသူတို့သိန်းချောင်းနေရတာမှန်တယ်ဒါပေမဲ့အဲသူတို့သိန်းချောင်းတဲ့ကိစ္စကဘာကြောင့်သူတို့သိန်းချောင်းတာလဲနော်ဘာကြောင့်သူတို့ကသိန်းချောင်းရတာလဲဆိုတာအာပြန်ပြန်သုံးသပ်ကြည့်လို့ရှင်အဲ့ဒီမှာတိုက်ပွဲဖြစ်တာလဲမဟုတ်ဘူး နော်တိုက်ပွဲဖြစ်ပွားနေတာလည်းမဟုတ်ဘူးကျွန်တော်တို့ကကိုယ့်ရဲ့နေမြေဒေတာနေမြေလုံးချွင်ကိစ္စကိုဆောင်ရွက်တာဖြစ်တယ်နော်ကြားပြည်နယ်ထိသွားပြီးတိုက်ပွဲဖော်နေတာမဟုတ်ဘူးနော်အဲ့တော့အခုလက်ရှိကျွန်တော်တို့အထုဒေတာချောင်းနေမြေကိစ္စအထုဒေတာချောင်းနေမြေရှင်းလင်းကိစ္စကိုတော့ဆက်လက်ပြီးဆောင်ရွက်မှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဆုံးချုံထားတဲ့နေမြေတွေအကုန်အလုံးကိုပြန်လည်ပြီးတော့မှရယူနိုင်အောင်ဆက်လက်စူးစမ်းကြိုးပမ်းတော့မှာဖြစ်ပါတယ် ပြီးရင်တခြားနယ်မြေတခြားပြည်သူလူထုကိုတရောက်အနိုင်ကျင့်မှာမဟုတ်ဘူးဆိုတာကျွန်တော်အတင်ဆက်ပေးတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်